ားလုံးဝမင်္ဂလာပါအဲကျွန်တော်ဒီနေ့မှာတော့ furniture freedom ဆိုတာဘာလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားချင်ပါတယ် furniture freedom အကြောင်းမပြောခင်ကျွန်တော် furniture independence အကြောင်းနည်းနည်းလေးစပြီးပြောချင်ပါတယ်အဲ furniture independence ဆိုတော့ကိုယ်ထက်တဲ့ဝင်အလုံးမလုပ်လဲပဲဒါကိုယ့်ရဲ့လူနေမှုပုံစံအတွက်ဒါလုံလောက်တဲ့ငွေကြေးကြေးမှုလုံလောက်တဲ့ဝင်ငွေရှိတဲ့အခြေအနေဆိုတော့ဖြစ်ပါတယ်ကိုကဒီ9 to 5ပုံမှန်အလုံးမလုပ်လဲပဲ တကူတိဆောက်ထားတဲ့ဒီ SSD နောက်ကိုဖန်တီးထားတဲ့ဒီ passive income stream တွေအားနေပြီးတော့မှဒီဝင်ဝေးတွေပိုကြည့်ကြအောင်လို့ဒါရှိနေတဲ့အခြေအနေဖြစ်ပါတယ်။ဒါကျွန်တော် financial independent ကိုမြန်မာလို့ဆိုရင်တော့ဒါငွေကြေးမီခိုခင်းတဲ့ဘဝငွေကြေးမီခိုခင်းတဲ့အခြေအနေလို့ပဲဒါပြောလို့ရပါတယ်။ဆိုတော့ financial freedom ဆိုတာတော့ဘာလဲပေါ့နော် financial freedom ဆိုတာတော့မြန်မာလို့ဆိုရင်တော့ကျွန်တော်တို့ကဒီကိုလိုချင်တဲ့လူနေမှုပုံစံတစ်ခုအတွက်ဒီငွေကြေးဆိုင်ရာအကန့်အသတ်တွေ မရှိတာ။နောက်ပိုလိုချင်တဲ့လူလူမှုပုံစံအတွက်ငွေကြေးဆိုင်ရာပူပန်မှုမရှိတာပေါ့နော်။အဲဒီချင်းလို့ဆိုတာဖြစ်ပါတယ်။ဆိုတော့သူလည်းပဲဒီ financial independent လို့ပဲပိုထဲထဲဝင်အလုံးမလုံးလည်းပဲအခုအတွက်ဒါလုံလောက်တဲ့ဝင်ငွေတွေပေါ့နော်။ဒီလိုကတော့ပိုတီထောက်ထားတဲ့ဒီ minimum ငွေလာတဲ့ access တွေအခုခဏတည်းခုနဒီ Pacific Finance ဆွေးနွေးရတယ်ပြီးတော့မှအပေါ်ဝန်ဝင်ငွေဒါရှိနေတဲ့အခြေအနေဆိုတော့ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီ financial freedom ကြောင်းပြောပြီဆိုလို့ရှိရင်အရေးကြီးတာက ကိုယ့်ပေါ်လည်းအများကြီးမှုတွေပေါ့နော်ကိုယ့်ရဲ့ဒီ personal value အကိုယ့်ရဲ့တန်ဖိုးထားမှုတွေနောက်ကိုယ့်ရဲ့ mindset တွေနောက်ကိုယ့်ရဲ့ဒီငွေကြေးဆိုင်ရာ behavior discipline တွေဒီပုံမှန်ကျွန်တော်တို့အများကြီးမှုတွေရတယ်။ဟောဆိုတော့ပုံမှန်ငွေကြေးကြေဝါမှုကရှိနေတယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ကအသုံးဆွဲဖို့ကျွန်တော်အတိုင်းစားမရှိသုံးဆွဲမယ်။အသုံးချင်လို့ကျွန်တော်တို့သုံးနေမှာဆိုလို့ရှိရင်အဲ့ဒါကိုယ့်ရဲ့ဒီခုနကဒီ SSC ကနေရနေတဲ့ဒီဝင်ငွေကလုံးလုံးမရှိဘူးမဟုတ်ပါဘူး။ဟောဆိုတော့ကျွန်တော်တို့က သိန်းထောင်ဝန်းတန်းကျွန်တော်တို့ကပြောခွင့်ချမ်းသာတယ်ဒါမှမဟုတ်ကသိန်းထောင်ဝန်းတန်းတော့ကျွန်တော်လိုက်သုံးနေမှာဆိုလို့ရှိရင်ဒီငွေကြေးဆိုင်ရာပို့ပန်းပို့ကကျွန်တော်အများအားရှိနေမှာပဲပို့တကယ်လို့မှမသိန်းထောင်ဝန်းတန်းတော့ပြောခွင့်ချမ်းသာတယ်မသိန်းထောင်ဝန်းတန်းတော့သုံးနေဆိုရင်ဒါသိပ်ပြီးတော့ပြူစရာမကြီးတကယ်လို့မှကိုကအဲ့ထက်ရော့ပြီးတော့အသုံးသက်တဲ့သူမျိုးပေါ့နော်သိန်းရာခဏလောက်ပဲသုံးသက်တဲ့သူမျိုးသိပ်ပြီးတော့မလူလာတဲ့အရာတွေမသုံးဆိုလို့ရှိရင်ဒါကိုတော့ကဒီငွေမလုံလောက်တဲ့ပြဿနာဒါဖြစ်လာမှာမဟုတ်ဘူးပေါ့လေဆိုတော့ဒီပြန်ချုပ်ရရင်တော့ဒီ financial independent အကြတော့သူကအထူးသဖြင့်တော့ ကိုအလုံးမလုံးလဲပဲဒီကိုမှာပုံမှန်ဝင်ငွေတစ်ခုပုံမှန်ငွေကြေးကြော်မှုရှိနေတယ်ဒါအခြေအနေဆိုတာဖြစ်ပါလေဘောတူအထူးသဖြင့်တော့ဒီကိုရဲ့ဒီ saving နောက် investment နောက်ဒီ passive income ဒါတွေကအဓိကအားဆိုင်တယ်ပေါ့ financial freedom ကြတော့ကိုရဲ့ personal value တွေနောက်ကိုရဲ့ financial discipline နောက်ကိုရဲ့ဒီစိတ်ဆန္ဒတွေပေါ့ဒီပေါ်မှာကျွန်တော်တို့ကအများကြီးအားလုံးကျေးဇူးတင်ပါ